ရန်စစ်ယူနီဗာစီတီအနီးနားမှာရှိတဲ့ဘတ်၁၂တန်းနဲ့ဝယ်လို့ရမယ့်အိမ်လေးကိုလိုက်ပြန်မှာဖြစ်ပါတယ်။ဒီနေရာလေးကတော့ကားပါကင်၃ကြီးစာရက်လို့ရတဲ့နေရာလေးပဲဖြစ်ပါတယ်။ဘဘတ်ချမ်းမှာဆိုရင်မြေပူလေးပါမယ်။အိမ်ထဲကိုကျွန်တော်တို့သွားပြီးလေ့လာကြည့်အောင်။အိမ်ထဲကိုဝင်လိုက်တာနဲ့ဖနက်စင်ရဲ့စူပါကုံရဲ့ရှိမယ်။ဘဘတ်ချမ်းမှာဆိုရင်ယေရှုခရစ်အိမ်သားရဲ့ဘန်ရွန်တခန်းရှိမယ်။ဆက်သွားလိုက်မယ်ဆိုရင်တော့လေးပီးအေးရနဲ့ဒိုင်းနေအေးရရှိမယ်။ ်နံပါတ်6ကိုဆက်သွားလိုက်မယ်ဆိုရင်ယေရှုခရစ်အင်တာတွေ့ရပါတယ်ဒုတိယမြောက်အိတ်ခန်းရှိမယ်သူရခဲ့ရမှာပဲ close kitchen ရှိမယ်။ဘေးမှာဆိုရင်ယေရှုခရစ်အင်တာရဲ့မိန့်တော်တခန်းရှိပါမယ်။အပေါ်ထက်ကိုသွားကြည့်အောင် အပေါ်ထက်ကိုရောက်တာနဲ့ဘက်ဘက်မှာဆိုရင်ယေရှုခိုင်အင်တာတွေ့ရပါတယ်တတိယမြောက်အိတ်ခန်းရှိမယ်ဒီနားလေးမှာဆိုရင်လေးပင်အေရာရှိမယ်ဘက်ဘက်ချောင်းကိုဆက်သွားလိုက်မယ်ဆိုရင်တော့ယေရှုခိုင်အင်တာတွေ့ရပါတယ်လေးခန်းမြောက်အိတ်ခန်းရှိပါမယ်ညာဘက်ကိုဆက်သွားလိုက်မယ်ဆိုရင်တော့ယေရှုခိုင်အင်တာတွေ့ရပါတယ်ငါးခန်းမြောက်အိတ်ခန်းရှိပါမယ်ဘေးမှာဆိုရင်လည်းဘယ်ကိုနီထားပြီးထားပါတယ် ထိုင်းနိုင်ငံမှာရှိတဲ့ကုလနဲ့လုံချင်းကိုဝယ်မယ်ဆိုပါက Trust and Promise ထိုင်းနိုင်ငံ property ကိုဆက်သွယ်လို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။